ဂျပန်နဲ့တယောက်ကြားတင်းမာမှုတွေပြန်လည်မြင့်တက်ချိန်မှာဂျပန်ထိန်းချုပ်ထားတဲ့ဇန်ကာကိုကျွမ်းစင်လာမှာတရုတ်ကမ်းခြေဆောင်တပ်တွေဟာတင်းမော့အုပ်ကြီးနဲ့လာပြီးတော့ကင်းလက်ခုံမှုနေပါလိမ့်။တနည်းအားဖြင့်ပြောရရင်တော့ဂျပန်ကိုစီရင်အရသတိပေးနေတာပဲဖြစ်ပါလိမ့်။နိုဝင်ဘာ16ရက်နေ့ကဇန်ကာကိုကျွမ်းနာကနေရင်းရင်အုပ်ကြီးဖြတ်တန်းခုံမောင်းခဲ့တာဟာကင်းလက်ခုံမောင်းပိုင်းဝင်လုံထုံးလုံးနေညင်ညွတ်တဲ့ရွေးချယ်မှုဖြစ်တယ်လို့တရုတ်ကမ်းခြေဆောင်တပ်ကပြောပါလိမ့်။ တရုတ်ကဒီလိုထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကလည်းထိုင်ဝမ်ကိုကူဖို့တက်တည်စေလို့ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဂျပန်ဝန်ကြီးချုပ်တကာအီချီပြောဆိုခဲ့တဲ့မှတ်တမ်းစကားတစ်ခွန်းကြောင့်ပြဿနာတွေကပိုဆိုးလာတာဖြစ်ပါလိမ့်တရုတ်ကဒီလိုထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ရင်ဘယ်နိုင်ငံမှဝင်မပါဖို့အတွက်ပြောထားတာဖြစ်ပါလိမ့်အခုတော့အမေရိကန်ကဒေနာမကဂျပန်ကပါဝင်ပြောလာတဲ့အတွက်ကြောင့်တရုတ်တို့ကလည်းဒါဟာတိမမှုတစ်ခုပါ ပြီးခဲ့တဲ့ရက်ပိုင်းကတကအစ်ချီရဲ့အဲ့ဒီလိုမျိုးပြောခဲ့တဲ့ဇာတ်ရင်းအတွက်ပြန်ပြီးတော့တောင်းပန်ရမယ်ဆိုပြီးတော့တရုတ်နိုင်ငံဂျိုင်းဝန်ကြီးဌာနကဂျပန်ကိုသတိပေးစာပို့ပါတယ်ဒါပေမဲ့ခုချိန်ထိဂျပန်ကတော့ပြန်ပြီးတော့တောင်းပန်ခြင်းမရှိပါဘူးတောင်းပန်စရာအကြောင်းလည်းမရှိဘူးလို့ဂျပန်ဝန်ကြီးချုပ်အသစ်တကအစ်ချီကပြောပါတယ်ဒါကြောင့်တရုတ်ကဂျပန်ရဲ့ချင်းချောက်မှုကိုစန့်ကျင်မယ်ဆိုပြီးတော့ဂျပန်နဲ့တရုတ်ကြားထဲမှာအမြဲတမ်းပြဿနာတက်နေတဲ့ဆန်ကာကူကျွမ်းနာမှာ တရုတ်ရဲ့ကင်းလက်ရည်ရင်တကြီးကပေါ်လာတာပဲဖြစ်ပါလိမ့်။ဒီဆန်ကာကူကျွန်းပြဿနာဟာတရုတ်နဲ့ဂျပန်ကြားထဲမှာအငင်းပွားနေတဲ့နယ်နိမိတ်ပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဆန်ကာကူကျွန်းကိုထိန်းချုပ်ထားတာကတော့ဂျပန်ဘက်ကဖြစ်ပါလိမ့်။တရုတ်ကလည်းဒီကျွန်းဟာသူတို့ပိုင်နေဆိုပြီးတော့အစဉ်တစိုက်တောင်းဆိုနေတာပဲဖြစ်ပါလိမ့်။အခုဆန်ကာကွန်ကျွန်းနာထီတရုတ်ဘက်ကနေပြီးတော့စစ်သည်မော်တွေလှည့်လည်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးဂျပန်တကဘက်ကတော့စောင့်ကြည့်နေသေးတာရှိပါလိမ့်။ဘာမှပြန်လဲတုံ့ပြန်ခြင်းတော့မရှိသေးဘူးလို့ဆိုပါလိမ့်။ နောက်သတင်းတပုတ်ပြောချင်ပါလိမ့်။ပြင်သစ်တိုက်လေရင်လည်းလီချောင်းရံကောက်ကွယ်စနစ်တွေကိုဝယ်မယ်လို့ယူကရိန်းကပြောလာပါတယ်။ပြင်သစ်နိုင်ငံတော်တိုက်လေရင်လည်းလီချောင်းရံကောက်ကွယ်စနစ်တွေယူကရိန်းကိုရောင်းချဖို့နှစ်နိုင်ငံသဘောတူနားလည်မှုစာချုပ်တော်ကိုယူကရိန်းသမ္မတဇီလန်စကီနဲ့ပြင်သစ်သမ္မတမက်ခရွန်တို့လက်မှတ်ရေးထိုးခဲ့ပါတယ်။ဂရိနိုင်ငံကနေရောက်လာတဲ့ဇီလန်စကီဟာပယ်ရီမြို့တော်နေကပြင်သစ်လက်တက်ချစ်စကန်မှာသမ္မတမက်ခရွန်နဲ့တွေ့ဆုံဆွေးနွေးပြီးသဘောတူလက်မှတ်ရေးထိုးခဲ့တာပါ။ စာချုပ်ဝအချက်လက်အသေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့သမ္မတနှစ်ဦးဟာပြင်သစ်လီဒါစခန်းမှာရှိတဲ့ရာဖေးတိုက်လေရင်နေနဲ့စမ်တီလေချောင်းရံကာကွယ်စနစ်တွေဒရုန်းစနစ်တွေကိုလေ့လာကြည့်ရှုတယ်လို့ရာဖေးတက်လီနဲ့စမ်တီလေချောင်းရံကာကွယ်စနစ်တွေယူကရိန်းကိုရောင်းချပေးဖို့ပြင်သစ်ကသဘောတူတာလည်းဖြစ်နိုင်တယ်လို့သတင်းတွေမှာထွက်ပေါ်နေတာဖြစ်ပါတယ်ပြင်သစ်တို့ဟာနောက်ပိုင်းမှာစီးရင်ချပြင်ဆင်မှုတွေကိုအဓိကထားပြီးပြုလုပ်နေတာဖြစ်ပါတယ်အထူးသဖြင့် ယူကရိန်းရှိတဲ့မှာယူကရိန်းဘက်ကနေပြီးတော့နောက်ဆုတ်လာတဲ့အချိန်မှာပြင်သစ်ကစစ်လက်နက်တွေပို့ပြီးထောက်ပံ့လာတာဖြစ်ပါတယ်။ဒါအပြင်ပြင်သစ်ဟာဂျက်တက်လေရင်တစ်တေကိုလည်းပုံမဆန်းသက်လာတာကိုတွေ့ရပါတယ်။ပြင်သစ်သမ္မတမက်ခရွန်ကနောင်လာမယ့်အနာဂတ်စစ်ပွဲဟာအာဂါဒါတဲကတော့မှဖြစ်နိုင်ခြေရှိတယ်ဆိုပြီးတော့မှပြောထားတာပဲဖြစ်ပါတယ်။ပြင်သစ်တို့ကအဲ့ဒီလိုမျိုးယူကရိန်းကိုအလုံးကျွန်းထောက်ပံ့နေတာနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့အများနဲ့သတိပေးစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြင်သစ်သမ္မတမက်ခရွန်ကတော့ဆက်လက်ပြီးတော့ယူကရိန်းကို ရောင်းချနေတာပဲဖြစ်ပါတယ်။အဲ့ဒီလိုရောင်းချနေပြီမဲ့လည်းဒီလေရင်တွေက လက်တလုံးမှာယူကရိန်းကိုရောက်လာအောင်မတော့မဟုတ်သေးပါဘူး။အာဗျနျူကလ িয়ার လက်နက်တပ်ဆင်ထားတဲ့ဝေဟင်မအမည်ပြည့်တာလပစ်ခရစ်တုံးကြီးတောင်ဆုံးထုတ်ကိုပြင်သစ်ကပထမဆုံးဖြစ်ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီ ASMPA Renov R ဆိုတဲ့ဒုံးကြီးကိုပြင်သစ်ရစ်တက်မှာခုခါစတင်အသုံးပြုနေတာလည်းဖြစ်ပါတယ်။ယူကရိန်းကိုပေးမပေးဆိုတာတော့မသိပါဘူး။ဒီပြင်းထန်ရတဲ့ရာဖေး M တက်လေတင်ကနျူကလ িয়ার ထိပ်ဖို့မတက်ထားတဲ့အဲ့ဒီဒုံးကျည်ကိုနိုဝင်ဘာ13ရက်ပြုလုပ်ခဲ့တဲ့ Operation Demo D ဆိုတဲ့အမည်ရစီးရဲလေးချင်းမှုမှာစတင်တက်ခဲ့တာပါ။ပြင်းထန်လက်နက်ကိုင်တပ်များဆိုင်ရာဝန်ကြီး Catherine Vautrin က စီအေလေးကျင်းမှုတွင်နျူကလ িয়ার တက်ခတ်မှုလေ့ကျင့်ခန်းတွေပါတယ်ပြောပါတယ်ဒုံးကြီးအစ်ကိုပြင်သစ်ရတဲ့နျူကလ িয়ার လေ့ကျင့်တက်ဖက် FANU ရဲ့လန်ဒန်တိုက်ကိုနိုဝင်ဘာ10ရက်နေ့ကတည်းကစတင်ရောက်ရှိခဲ့တာလို့ဆိုပါတယ်ပြင်သစ်အာဏာပိုင်တွေဟာပြီးခဲ့တဲ့နှစ်က ASMPAR ဒုံးကြီးကိုပထမဆုံးစမ်းသပ်ပစ်လို့စဉ်လေတမရာဖေတက်လေးတစ်စင်းကဒီဒုံးကြီးကိုတယ်လာတဲ့ပုံတွေကို ထုတ်ပြန်ခဲ့ပေမဲ့လန်ဒန်တိုက်တစ်ခုလုံးကိုမှုံဝါထားပါတယ်ပြင်သစ်ရတခုတီးသောလိန်နေသိမ်းမောကြီးချားဒီကိုဟာလက်ရှိနျူကလ িয়ার လက်နက်တွေသဲဆောင်နေစွမ်းရှိတယ်လို့သိရတဲ့နေတိုးဖွဲ့ဝင်နိုင်ငံတွေကတခုပြီးတော့လင်းရင်သင်မောကြီးပါဒါပေမဲ့ဒီသင်မောဟာ ASMP စီရီဒုံးကြီးတွေကိုတင်ဆောင်ပြီးပုံမှန်လက်ကင်းတွေလှုပ်ဆောင်ကျင်တော့မရှိပါဘူးပြင်သစ်ရဲ့အရင်မျိုးဆက်ဟောင်း ASMP ဟာအကွာဝေးမိုင်မောင်း330ကီလိုမီတာ900ချီသာပြည့်ခတ်နိုင်ပေမဲ့အခုဒီ ASMP အာဟာကွာဝေး383မိုင်ကီလိုမီတာ600အထိရောက်ရှိနေပါလေ။ဒါအပြင်ပြင်သစ်ဟာစုံထမျိုးဆက် ဝေဟမမြေပြင်ဖြစ် ASN 4G cruise တုံးကြီးတကူလည်းတီထွင်နေတယ်လို့သိရပါတယ်။တမနစ်ကို G6000 နှုန်းအ мян နှုန်းနဲ့ပစ်ခတ်နိုင်တဲ့ American ထုတ် M134 တနက်ငယ်နဲ့ Russian drone ကိုရဟင်းပေါ်ကပစ်ချနိုင်ခဲ့တဲ့ကိစ္စကတော်တော်လေးကိုအံ့အားသင့်စရာပါ။တန်ကြီးကြီးမားလာတဲ့ရုရှားရဲ့ဒရုန်းတစ်စီးကိုယူကရိန်းထူးစစ်ဆေးတပ် SOF မှရဟင်းပေါ်ကနေစစ်တပ်နဲ့ပြစ်ချတဲ့ရုပ်သံမှတ်တံကိုထုတ်ပြန်တော့ပူတင်အတွက်ဒေါသမုံထားစရာဖြစ်ခဲ့ပါလိမ့်။ နောက်ပြီးရှေ့တန်းမှာတက်နေတဲ့ရုရှားတပ်မှုတွေကလည်းလုံးဝမငင်းနိုင်တဲ့အခြေအနေကြောက်ရွံ့သွားပါလေ။ဒီရုပ်သံမထမ်းမှာ American ထုတ် minigun ပြည့်တဲ့ M134 တဲ့နဲ့ရဟင်းရင်ပေါ်ကနေအတွဲလိုက်ပြရာဒီ drone ဟာမီးလောင်ပေါက်ကွဲသွားတာမြင်ရပါလေ။ဒီ M134 တဲ့နဲ့ဟာအပူရှင်မတက်ပဲ10မိနစ်တွင်ကြီတောင်း6000တိပြစ်ခတ်နိုင်ပါလေ။တာမန်အပြင်ပြောရင် drone တစ်စီးအဖြတ်ချမှုမှာတံမိုးကြီးတဲ့ဒုံးကြီးတွေလေကြောင်းရံကာကွယ်စနစ်တွေအသုံးပြုဖြတ်ချရပြီမဲ့ဆက်သက်ငင်းနဲ့ငယ်နဲ့ပြစ်ကြသွားခြင်းကတော့ပူတင်ကိုဒေါသထွက်เสียဖြစ်စေသလို ယူကရိန်းတပ်တွေရဲ့ဆွဲဆုံထူးချွန်မှုကိုလည်းပြသခဲ့ပါတယ်။မကြာသေးခင်ကလည်း SOF တပ်ဟာတာဝေးပစ်ဒုံးကြီးတွေကိုဖျက်ချနိုင်တယ်လို့ရန်သူပစ်မှတ်တွေကိုလည်းတာဝေးမပစ်ခတ်နိုင်တဲ့ရုရှားရဲ့ဒေါ်လာ1.26ဘီလီယံတန် S400 မြေပြင်မှာဝင်ရင်ပြက်လောင်းချစင်ကြီးတွေကို Red Pretoria အနီးပစ်ချခဲ့တာပဲဖြစ်ပါတယ်။ဒီ S400 လေကြောင်းရဲ့ကောက်ကွေးစနစ်အနီးမှာရေဒါစနစ်များစွာလည်းရှိပါတယ်။ Starlink အင်တာနက်တပ်ထားတဲ့ drone ငယ်လေးတွေကယူကရိန်းမှာကြောဖြတ်ပြီးဖောက်ခွဲတိုက်ခိုက်နိုင်ခြင်းက ပူပင်အတွက်တော့ဒေါသထွက်စရာဖြစ်ခဲ့ပါလိမ့်။ဒါအပြင်ရုရှားနိုင်ငံတွင်ပိုင်းထိထိမှန်ခဲ့တဲ့လောင်းနက်ကျွန်းဒုံးကျည်ပြည်လူမှုရုပ်သက်မှတ်တမ်းကိုလည်းယူကရိန်းစစ်တပ်ကပထမဆုံးချိန်လူသိရှင်ကြားထုတ်ပြန်လိုက်ပါလိမ့်။နက်ကျွန်းဒုံးအတာဝေးပြစ်ဒုံးကျည်ဟာယူကရိန်းထုတ်ဖြစ်ပါတယ်။သူကဈေးနှုန်းလည်းတော်တော်လေးကိုတင့်နေလို့သိရပါတယ်။ယူကရိန်းကိုအနေနဲ့လက်ရှိမှာလက်နက်လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့အတွက်ကံမိုးနဲ့ဒရုန်းတွေ ဒုံးကျည်တွေကိုအမြောင်အများသူနည်းသူဟန်နဲ့ထုတ်လုပ်နေတာပဲဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုဟာ B612 နျူကလ িয়ার ဘုံးကိုတိုက်ပွဲဝင်ထိမ့်ဖို့မပါဘဲအောင်မြင်စွာဆန်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြေညာပါတယ်။အမေရိကန်စွန့်ဝင်ကြီးဌာနစန်ဒီယာမျိုးသားတပ်ခွဲဌာနမှထုတ်ပြန်ကြေညာအမေရိကန်ပြည်ထောင်စုဟာ B612 ဒီပြဟာပြောင်းသာမွန်နျူကလ িয়ার ဘုံကိုထိတ်ဖူးပါပဲ။ဩဂုတ်လတွင်ကလေးကအောင်မြင်စွာဆန်သက်ခဲ့တယ်လို့သိရပါတယ်။ဒီဆန်သက်မှုကိုဩဂုတ်19မှ21ရက်နေ့ထိနီဘာရာတက္ကနီယာတွင်ဆန်သက်ကွင်းတစ်ခုမှာပြုလုပ်ခဲ့တာပါ။ဆန်သက်မှုတွင်အမေရိကန်ရဲ့ပစ္စမမျိုးဆက် F-35 ဂျက်တလေယာဉ်တွေဟာတိုက်ပွဲဝင်ထိတ်ဖူးတက်စင်လာခြင်းရှိတဲ့သာမွန်နျူကလ িয়ার ဘုံကိုတယ်လာပြီးမြေပြင်ကိုပစ်ချပါတယ်။ဒီဆန်သက်မှုကိုမျိုးသားနျူကလ িয়ার လုံခြုံရေးအုပ်ချုပ်မှုဖွဲ့ NASA နဲ့ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ မြန်မာနျူကလ িয়ার လုံခြုံရေးအေဂျင်စီကအဲ့ဒီလေကြောင်းမှပြချတဲ့တာမွန်နျူကလ িয়ার ဘုံးသတ္တန်ကို2024နှောင်းပိုင်းကလေးကနောက်ထပ်အနည်း20ထပ်တိုးဖို့စီစဉ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စီမံထားတဲ့အတိုင်းလေရင်လေရင်အမှုထမ်းတွေနဲ့နောက်ပြီးတော့လက်လက်တက်စင်ရဲ့ပါဝင်နီးစစ်အသုံးပြုမှုကိုစနစ်တကျဆန်သက်လုပ်ဆောင်နေတဲ့အဖွဲ့ဝင်တွေက American Soya ကကွန်ပျူတာထုတ်ပြန်ပါတယ်။ E61 တဲ့နေပြည်တော်နျူကလ িয়ার ဘုံဟာတိကျတဲ့လမ်းညွှန်စနစ်တက်ဆင်ထားပြီးတော့ F35 ရဲ့ပါဝင်တခြားပို့ဆောင်ရေးနေတယ်လဲ12ဘတ်အသုံးပြုလို့ရတဲ့ဒီဇိုင်းထုတ်ထားပါတယ်။အရင်မျိုးစားတွေထက်ပိုမိုတိုးတက်လာတဲ့နျူကလ িয়ার လက်နက်မျိုးစားဖြစ်တယ်လို့လည်းသိရပါတယ်။ရုရှားဘက်ကလည်းပြန်လည်ဆိုသလိုဈေးနှုန်းချိုတာပြီးတော့ပျက်စီးလွယ်တဲ့ဖြက်စီးအပြင်းထန်တဲ့ရှော့ဘုံ3,200ထုတ်မယ်ဆိုပါလေ 2025နှစ်ကမှဈေးသက်သာပြီးပြည့်စည်ရတဲ့ရှော့ဘုံမော်တသိန်းနှစ်တောင်းတီထုတ်ဖို့စီစဉ်ထားတယ်လို့ရုရှားကပြောပါတယ်။ဒါဟာယူကရိန်းလိုကြောင့်အတွက်ပြင်းထန်တဲ့ချိန်ချောက်မှုလည်းဖြစ်ပါတယ်။အဲဒီကိန်းကဏ္ဍကကြီးစံအသစ်တွေနဲ့ဆင်းရဲနေတဲ့ကြီးစံနှမျိုးလုံးပါပါတယ်။အထူးသဖြင့်ရုရှားကအခုနှစ်ကမှကီလိုမီတာ200အထိပြင့်နိုင်တဲ့ကြီးစံအသစ်900အထိထုတ်ဖို့လည်းစီစဉ်ထားပါတယ်။ယူကရိန်းထောင်လိုင်းရဲ့စင်ခစားရယူကရိန်းကောင်းဝင်မှာရုရှားလက်ကြောင်းကနေစစ်ပြစ်လို့တိုက်ခတ်မှုဟာဘုံလုံးရဲ့200ကနေ250အထိမြင့်တက်လာပါတယ်။ ဒီဖြစ်စဉ်အားရုရှားဘက်ကရန်လူနဲ့လို့ရတဲ့မြင့်ကျလာတာညွှန်ပြပါတယ်။လေကြောင်းဘုံကွာဝေးကိုကီလိုမီတာ400ထိတိုးပြနိုင်မှုကရုရှားလေနေအနေနဲ့တိုက်ခိုက်ရေးဆုံးကမဝင်ပဲယူကရိန်းမျိုးတွေကိုပုံမပြူနာထားနိုင်ပြီးတိတာထိန်ရှားတဲ့ချင်းချောက်မှုလည်းဖြစ်ပါတယ်။အသက်ပိုရှိခြင်းရဲ့အကြောင်းတရားကိုသိပ္ပံပညာရှင်တွေကလေးလာဖော်ထုတ်နေပါတယ်။ယနေ့ခေတ်နေပညာဝါသနာရှင်များကြားမှာလူသက်တမ်းရှိတဲ့အတွက်စူးစမ်းလူစိတ်တွေမြင်တွေ့နေရပြီး လူတွေကလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကအစဉ်နှုတ်ပြခြင်းဒါမှမဟုတ်ထာဝရရှင်သန်ခြင်းကိုနှိမ့်ချပါတယ်။ကျမကြီးနဲ့တက်ရှိအတွက်အစာကန့်သက်ခြင်းကဲ့သို့အထောက်ထားခိုင်မာတဲ့ဒီလက်ချုပ်ကိုဒီဇိုင်းမမတ်လိုက်နာကျင့်သုံးမှုကမလွယ်ပါဘူး။မီချီဂန်စတေတ်ကမှာပါဂူစကော့လီဇာရဲ့လေးလံမှုတင်မှာအသက်ရှင်မှုနဲ့ဆက်စပ်တဲ့ဗီဇမှဝင်ကျလုံမှုနဲ့အပြုတ်မှုများကြားအရေးကြီးတဲ့ဆက်စပ်မှုကိုဖော်ပြထားပါလိမ့် ဒီတွေ့ရှိချက်ကြောင့်ခက်ခဲတဲ့လက်ရှိနီလန်ကိုသုံးစရာမလိုပဲအသက်ရှင်နေနိုင်တဲ့ဇီဝကမဗေဒဆိုင်ရာလမ်းကြောင်းကိုသိပ္ပံပညာရှင်တွေကပူနားလေလာနိုင်ပါလေသူတဲ့ဒီတွေဟာအသက်ရှင်မှုပေါ်ပတ်ဝန်းကျင်နဲ့စားသုံးမှုပုံစံတည်ရောက်မှုကို C elegant ဆိုတဲ့တန်ကောင်လုံးနဲ့လေ့လာပါလေတန်ကောင်တဲ့လူတွေဟာဇီဝကမဖြစ်စဉ်တွေတူညီတယ်လို့ဆိုပါလေလူသားတွေနဲ့တန်ကောင်တွေမျိုးလုံးဟာသူတို့ပတ်ဝန်းကျင်မှာခံစားရတဲ့အရာပေါ်တုံ့ပြန်ပြီး adrenaline နဲ့မဟုတ် dopamine ပါဝင် hormone တွေကိုထုတ်ပါတယ် တန်ကောင်တကောင်ရဲ့အာယုံကျော်ဆဲရီယာလူသားကဲတို့သူတို့ပါဝင်ခြင်းကိုတုံ့ပြန်ပြီးဇီဝကမပေရဆိုင်ရာပြောင်းလဲမှုဖြစ်ပေါ်ပါတယ်ဒီသူတင်နာဖွဲ့ဟာအစာအုပ်ကန့်သက်ဆောင်မှုရဲ့အကျိုးဆက်အသက်ရှင်ခြင်းရလက်များပေါ်ထိတွေ့မှုကဲ့သို့အခြားအာယုံခံစားမှုအတွေ့အကြုံများကယောနေစေနိုင်ခြင်းရှိမှရှိနေယောနေပါကဘလို့အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်လဲဆိုတာလေ့လာပါတယ်ဒီလိုလေ့လာဖို့တန်ကောင်တွေကိုသူတို့စားတဲ့ equal line ဗတီးရီးယားနဲ့စင်တူတဲ့ဗတီးစစ်အသေးတွေခင်းထားတဲ့အလွှာပေါ်မှာချထားလိုက်ပါတယ်။နူးညံ့တဲ့အထီးတွေးနေပင်အစာရှိတယ်လို့အထင်နဲ့တန်ကောင်းဟာသူ့ဥထဲမှာရှိတဲ့အသက်ရှင်မှုနဲ့ဆက်စပ်တဲ့ဗီဇလှူရှာမှုအားနဲ့ပြီးတက်တန်းရောကြလာပါတယ်။ FMO2 အင်ဇိုင်းကတက်ရှိရဇီဝဖြစ်စဉ်ကိုပြန်လည်စမ်းသစ်စေပြီးတက်တန်းမှုရှိစေတာပါလို့ပညာရှင်တွေကပြောပါတယ်။နိုင်ငံဝအထီးတွေ့ကဲ့သို့လုံဆောင်မှုခံစားရတဲ့အခါသူတို့ခန္ဓာကိုယ်မှာရှိတဲ့အာယုံကြောလမ်းကြောင်းတစ်ခုကိုလုံဆောင်ပေးပါတယ် ဒီလမ်းကြောင်းဟာဒိုပါမင်းနဲ့တန်ရာမင်းဟော်မုန်းတွေကိုထုတ်လွှတ်တဲ့ဆဲတွေရဲ့လွှတ်ဆောင်ချက်ပြောင်းလဲစေပါတယ်။ရာလတ်နေနဲ့အသက်ရှင်ဖို့ထောက်ကူပြုတဲ့ FMO2 အစိုင်းရုံနဲ့သွားပါတယ်။လူကျန်းမာရေးအတွက်ဒီကချက်မှာအယုံကျော်ဆန်ရလမ်းကြောင်းနဲ့ချိန်ညှိယူနိုင်မှုဖြစ်ကြောင်းပြောပါတယ်။အစားအသောက်မကန့်သက်ပဲ FMO2 အင်ဇိုင်းကိုအသက်ဝင်နိုင်စေမယ်ဆိုရင်ခန္ဓာကိုယ်တုံ့ပြန်ချက်တွေဖြစ်ပြီးသက်တမ်းရှိစေတယ်ဆိုပါလေ FMO2 အင်ဇိုင်းဟာတန်ကောင်းပြုမှုပေါ်တက်ရောက်မှုရှိကြောင်းသူတွေတီတွေကတွေ့ရပါတယ်။ FMO2 အင်ဇိုင်းပုံများတဲ့တန်ကောင်းတွေဟာ ပဝန်းကျင်ကောင်းဆိုတော့တိတ်မတုံ့ပြန်ပါဘူးသူတို့ကအန္တရာယ်ရှိတဲ့ဘက်တီးရီးယားများတွေ့ရင်လည်းရှောင်မသွားပါဘူးပုံမှန်တန်ကောင်းများကဲ့သို့အစာရှောင်ပြီးနောက်ပိုင်းအစာတွေ့လင်တော့မစားတော့ပါဘူး alpha module enzyme ပါဝင်တဲ့တန်ကောင်းတွေဟာပုံမှန်တန်ကောင်းတွေတော့သူတို့ပဝန်းကျင်ကိုမစူးစမ်းပါဘူးအသက်ရှင်ရေးကျွမ်းလို့မြို့တိုင်းမှာအပြုမှုပြောင်းလဲမှုတွေပါဝင်ဘေးထွက်ဆုံးကျိုးတွေရှိနေကြောင်းနဲ့ alpha module လမ်းကြောင်းကိုနားလည်ခြင်းဖြင့်သူတို့တည်တွေဟာအပြတ်သဘောဆောင်တဲ့ကြိုးတက်မှုကိုရှင်းချဖို့ဖြည့်စွက်စာတွေတီထွင်နိုင်စေမယ်လို့ဆိုပါတယ် ။လက်ရှိအနာဂတ်မှာအုံနောက်ဇီဝဖြစ်စဉ်ပြုမှုနဲ့ရေပုံရကျန်းမာရေးဆက်ဆက်နေပုံကိုလေ့လာမှုစီစဉ်ထားပြီးဒီသဘောဝလမ်းကြောင်းတွေဆေးဝါးတွေတည်ထွင်ရမှာလဲအထောက်အကူဖြစ်စဉ်ပေါ်အမေရိကန်ပညာရှင်တွေကကြီးရွယ်ထားတယ်လို့သိရပါတယ်။